မိုးကဘုံကျဲတိုက်ခတ်ခံရမှုပြီးကလေးသုံးအသက်ဆုံးရှုံးဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်လို့မိုးကမြို့မှာကလေးငယ်သုံးကအသက်ဆုံးရှုံးရတယ်လို့ဒေသခံတွေကပြောပါတယ်ဒီနေ့ညနေ3:00နာရီခန့်မှာစစ်တပ်ရဲ့ဂျက်ဖိုက်တာကမိုးကမြို့အရှေ့ပိုင်းကန်တော်ဖူစေဘောလုံးအနီးကိုဘုံနှလုံးချေချခဲ့တာလို့သိရပါတယ်ဒေသခံတို့ကတော့လောလောဆယ်တော့ကလေး၃ယောက်တိဆုံးတယ် ဆက်လက်ပြီးတော့ရှာဖွေနေပါတယ်လို့ပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအင်အားကြီးကတော့စက်တင်ဘာလတစ်လအတွင်းမှာစစ်တပ်ကနိုင်ငံအနှံ့ဒေသောင်းတိုက်ခိုက်မှုအကြိမ်ကြီးအတွက်189ကြိမ်ပြုလုပ်ထားပြီး158ဦးကတိဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အလားတူစစ်တပ်ကအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုစနစ်မျိုးကို ပြုလုပ်ထားပြီးတိဆုံးသူဥယျာ109ဦးထိရှိခဲ့တယ်လို့အင်ဂျီကထုတ်ပြန်ကြေညာထားပါတယ်